ဒီကတော့ကျွန်တော်လို့ပေါ့နော်အဆုံလူတွေအဆုံပေါ့နော်အဲ့တော့သုံးသက်ရှာတယ်အဆုံအဲ့တော့ကအတွေ့အကြုံတွေပေါ့နော်နောက်နှိမ့်ဆက်သူတွေအဲ့တော့ကထင်မြင်ယူဆရှာတွေပေါ့နော်အဲ့လိုမျိုးဒီ social media ပေါ်မှာပေါ့နော်အရင်ပြင်းနေနေတဲ့သတင်းလေးပေါ့နော်ဆိုတော့အခုကျွန်တော်ဆက်လက်ပြီးတော့ပေါ့နော်ဘာလို့မြုံမြအကြောင်းသူလေးကိုရိုက်တလေဦးလေးကြီးပြောပြီးဆိုပြီးတော့မျက်ဝလာတဲ့ဗီဒီယိုလေးတစ်ပုဒ်ပါဆိုတော့ဘာပြောဒီအကြောင်းသူလေးကိုရိုက်တလေပေါ့နော်အကြောင်းလေးကိုပေါ့နော်ကဲ ရှင်းပြတော့တဲ့ဟာလေးကိုကြီးတယောက်ရှင်းပြတော့တဲ့ဟာကျွန်တော်တို့နေနေဝင်ပြီးတော့နောက်ထောင်ကြည့်မယ်။ဘာလဲဆိုတော့ဒီကိစ္စတွေကပေါ့နော်။လို့အထင်မြင်လေးတွေအယူဆလေးတွေအတွေ့အကြုံလေးတွေနှိမ့်ဆက်ရလေးတွေပေါ့နော်။တယောက်တယောက်တယောက်တစ်မျိုးနော်ဆိုရှယ်မီဒီယာမှာသုံးသက်ကြတယ်ဒါနော်။သူကတစ်မျိုးမြင်ရင်ဒီကတစ်မျိုးမြင်နေတယောက်ကတစ်မျိုးကတော့ဒီလိုပြောလာတယ်။နော်ဆိုတော့အကြောင်းတွေက တော်တော်လေးစုံနေပါပြီနော်။ဆိုတော့ဘာလို့ဒီမြုံမြောက်ကျောင်းသူလေးကိုပေါ့နော်။စိတ်တလေးလို့ ဦးလေးကလည်းเนาะကိုကြီးတယောက်ကလည်းပြီးတော့သူရေသုံးသက်ရှာလေးကိုကျွန်တော်တို့နင်းနေဝင်ကြည့်တော့နောက်ထောင်ကြက်မှာဖြစ်ပါတယ်ဒီကိစ္စတွေကဘလို့ကြိုက်တွင်းနေပြီလေပေါ့เนาะဟိုကတမျိုးဒီကတမျိုးမိဟာဘလို့မှန်းကိုကျွန်တော်တို့မသိတော့ဖြစ်ကဲဆိုတော့နောက်ထောင်ကြည့်ပါအောင်ဗျအဲ့ဒီကဘာကြောင့်ရိုက်တာလဲဆိုတော့အလုံးအတိကြတင်းလည်းတိကြမှာပေါ့တချို့လည်းဖန်လည်းဖန်မှာပေါ့အင်းဟိုဘာလို့လို့ဖြစ်သွားလဲဆိုတာကိုကျွန်တော်ပြောပြရအောင်အဲ့ကောင်မလေးကဒီဘက်ရိုက်တဲ့ကောင်မလေးလေက ကောင်းမလေးတယောက်ရဲ့ပုံပေါ့နော်အဲ့ပုံကို Photoshop လုပ်ပြီးတော့ဟုတ် online ပေါ်တင်လိုက်စာတွေတော်တော်ရေးပြီးတော့တင်လိုက်တယ်ဘာစာတွေရေးတင်တာလဲဆိုတော့အားလုံးကလည်းဖတ်ချင်ပါလည်းဖတ်မယ်တိမှန်တိမှန်လေကျွန်တော်တို့ကတော့ဖတ်ဘယ်လိုတပုံ Photoshop လုပ်ပြီးတော့ဘယ်လိုတင်လိုက်လဲဘာတွေရေးလိုက်လဲဆိုတာရေးတာတော့တော်တော်ဆိုးဆိုးဝါးဝါးရေးပြီးတင်မင်္ဂလာပါရှင်ဒီနေ့မြမတင်ဆက်မဲ့ဗီဒီယိုလေးကတော့မြောင်းများအထက6မှာဖြစ်သွားခဲ့တယ်ပေါ့နော်အုပ်စုခွဲအနိုင်ကျင့်တဲ့ကိစ္စဗီဒီယိုကိုအုပ်စုခွဲပြီးအနိုင်ကျင့်ရတာအဲ့ဒီကိုဆုံးဖြတ်လိုက်ပါ online တော့ပြတော့လေ online ဖွင့်ကြည့်လိုက်တဲ့အချိန်မှာဒီကအားလုံးက online မှာဟုတ်ဖြစ်နေအားလုံးပြီးရအကြောင်းတကယ်ကြီးနဲ့အားလုံးကြည့်ပါဦးနော်ဟိုမြောင်းများထက်က6ကအကြောင်းလူလေးကိစ္စတော်တော်လေးဟော့ဖြစ်နေပါတယ်တော်တော်လေးဟော့ဖြစ်နေတဲ့ကိစ္စကြီးဟော့ဖြစ်နေတဲ့ကိစ္စအဲဟော့ဖြစ်နေတဲ့ကိစ္စကျွန်တော်တို့ကလည်းဟော့ဖြစ်နေတော့ကျွန်တော်တို့ကလည်းကြည့်ပါတယ်ဗီဒီယိုလေးဖွင့်ကြည့်လိုက်တဲ့အချိန်မှာအဲကျွန်တော်တို့ဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့ဟာလာအဲကောင်းပါလေးတယောက်ကိုအုပ်စုဖွဲ့ပြီးတော့ဝိုင်းပြီးအနိုင်ကျင့်နေတဲ့ပုံစံလေးကိုကျွန်တော်တို့ကတွေ့ရတော့နော်ဗီဒီယိုကြည့်လိုက်တဲ့အချိန်မှာအဲ့လိုပုံစံလေးတွေ့ရတယ်အင်းအဲဒါ ကျွန်တော်လည်းပြောရအောင်လေကြည်ကြည်မဟာလာတော့မဖြစ်တယ်ဘူးပေါ့ဥစ္စာပေါ်ရဲ့နိုင်ကျင့်တာမဖြစ်တယ်ဘူးပေါ့ဒါမလုပ်တယ်မအကြောင်းသူတွေတို့တော့ဖြစ်နေလားဆိုတဲ့အတွေ့အကြုံကိုဝင်ကုန်ကြတယ်အဲဒါဒီဖြစ်စဉ်ဖြစ်လာတဲ့ပုံမှာကျွန်တော်တို့ကလည်းစိတ်ဝင်စားမိပါတယ်စိတ်ဝင်စားတော့လိုက်လိုက်စုံစမ်းရတာပေါ့ဘာကြောင့်ဖြစ်ရလဲစုံစမ်းတော့ဒီဖြစ်တဲ့ဟာမနစ်ကဖြစ်ထားတဲ့ကိစ္စ18ရက်17လ2024မှာဖြစ်ထားတဲ့ကိစ္စအဲကိစ္စကို18ရက်နေ့ကဖြစ်တယ်19ရက်နေ့မှာကြောင်းရလူတွေကမိပါတွေခေါ်ပြီးတော့ရှင်းမိတာကိစ္စကြီးလို့ကျွန်တော်တို့ကတွေ့ရပါတယ် ဒီရှင်းပြရကိစ္စကြီးမနေ့ကဖြစ်ခဲ့တဲ့ကိစ္စကြီးอ่ะ online ပေါ်ပြန်ရောက်လာတာက16ရက်6လ2025မှာ online ပေါ်ပြန်ရောက်လာတယ်လို့ဒီရပါဒီရောက်လာပြီးမှ online ပေါ်မှာအခုကြောင့်မှတော်တော်လေးပြန်သွားပြီးတော့လူတွေကတော်တော်များများလေးအေးပြောဆိုတယ်တော့ကျွန်တော်တို့ကကြားလာတယ်တွေ့နေရပါမနော် post တွေတင်လာတွေ့ရတော့ online ပေါ်တွေ့နေရတော့ဟာတင်တဲ့လူကလည်းဇက်တိုက်တင်နေတာဗျဘယ်သူပဲဝါတင်တယ်တော့ကျွန်တော်တို့မပြောပါဘူးတင်နေတာတွေ့ရတယ်ဇက်တိုက်ဘာဖြစ်တယ်ဘာဖြစ်တယ်ဇက်တိုက်တင်နေပါတယ် ဒီဖြစ်စဉ်ဖြစ်လာတဲ့အပေါ်မှာကျွန်တော်တို့က live လစ်လာတဲ့ချိန်မှာရိုက်ထားတဲ့ဗီဒီယိုကအများကြီးအရှိန်လို့ပြောကြဗျာဘေးကရိုက်ပေးနေတဲ့ကြောက်ပါအရှိန်ရိုက်ပေးနေရပါတော့အဲရိုက်ပြီးအဲ့ဒီရောအရှိန်ဒါပေမဲ့တင်တဲ့လူကအဲ့နေရာလေးပဲဖြတ်ပြီးတင်လာတာဘာတဘောလဲပေါ့နော်ကျွန်တော်ကမရည်ရချက်နဲ့ပါလေဒီဖြစ်စဉ်အဆဆုံးဘာလို့မတင်လာတော့အဲဘာကြောက်ဒီလိုဖြစ်ရလဲဆိုတော့ဟိုတိမအားလုံးကစဉ်းစားလို့ရမှာပေါ့ဗျာနော်ဆို ဘယ်ဘက်ကမှဘယ်ဘက်ကမှလဲကျွန်တော်မပြောပါဘူးဒါကိုတာသမီချင်းကိုရင်းစားတဲ့ကိစ္စမျိုးလို့မပြောလို့ပါအခုမှဒီခုဒီအရက်ကလည်းကောင်းပါလေအကြောင်းနေမတက်နိုင်ပါရစိတ်ရောကပါရရတယ်ဆိုကျွန်တော်တို့အဲ့လို online ပေါ်ပဲတွေ့နေရတာလေကျွန်တော်တို့လည်းတွားကြည့်ရတာမဟုတ်ဘူးဒီတင်တဲ့ပေါ်မှာပဲလူတွေကခံစားပြီးတော့ဒါကိုကောင်းပါလေဘက်ကနေအရက်ကလည်းကောင်းပါလေဘက်ကနေအဲခံပြင်းနေကြတာအဲဒါဆိုရင်ဒီရိုက်တဲ့လူတွေကဘာကြောင့်ရိုက်တာလဲဆိုတော့အားလုံးအတိအကျအတိလည်းအတိအကျမှာပေါ့တချို့လည်းဖိုင်လည်းဖိုင်မှာပေါ့ ော့ဘာလို့လို့ဖြစ်သွားလဲဆိုတာကိုကျွန်တော်ပြောရအောင်တော့အဲ့ကောင်မလေးอ่ะဒီဘက်ရိုက်တဲ့ကောင်မလေးလေကကောင်မလေးတယောက်ရဲ့ပုံပေါ့နော်အဲ့ပုံကဖိုတိုရှော့လုပ်ပြီးတော့ online ပေါ်တင်လိုက်စာရီတော်တော်ရေးပြီးတော့တင်လိုက်တယ်ဘာစာရီရေးတင်တာလဲဆိုတော့အားလုံးကလည်းဖတ်ကြပါလဲဖတ်မယ်ပြီမှလေးမလေးကျွန်တော်တို့ကတော့ဖတ်တယ်ဘလို့တပ်ပုံဖိုတိုရှော့လုပ်ပြီးတော့ဘလို့တင်လိုက်လဲဘာတွေရေးလိုက်လဲဆိုတာရေးတာတော့တော်တော်ဆိုးဆိုးဝါးဝါးရေးပြီးတင်ထားတာပေါ့အဲ့ဒါတော့ကျွန်တော်လူမျိုးရေးကျင့်ဝင်ရကျွန်တော်မဖတ်ပြတော့ဘောနော်ဖတ်ပြလို့လည်းမတင်တော့တဲ့အစ်ဆိုင်ကိုကျွန်တော်မဖတ်ပြတော့ ဲ့လိုတင်တင်လိုက်တယ်ပြတင်ကားနဲ့កောင်မလေးอ่ะအဲ့ဒါလေးပြန်ဖြတ်ပေးပါအဲ့ဘုတ်လေးကိုပြန်ဖြတ်ပေးပါပြန်ဖြတ်ဖို့ပြောတယ်ဒီဘက်ကកောင်မလေးอ่ะဟုတ်အောက်ရောက်နေတော့မဖြတ်နိုင်တော့ဘူးပြောတယ်အဲ့မှာဖြတ်ကြတော့ဗျာဟုတ်ပါဟိုဘာတွေပါရိုက်ပြီးတော့နောက်ခါမတင်တော့ဟောဟာညာရှိကိုတောင်းမှခိုင်းကြတယ်ဖြစ်စရာအားပဲအဲ့တော့ဟိုတင်တဲ့လူကအဲ့ဒါလေးပဲကွက်ပြီးတင်တဲ့အချိန်ကျတော့ online ပေါ်မှာတော်တော်လေးอ่ะ အရက်ခါတဲ့ကောင်မလေးဘက်ကနေတော်တော်လေးခံခံပြင်းနေကြတာကျွန်တော်တို့ကတွေ့ရပါတယ်ဒါကတော့ကျွန်တော်လည်းကိုချင်းစားပါတယ်ဒါမိဘနေရာမှာဝင်ကျင်ကိုသားသမီးကိုဒီလိုအုပ်စုဘက်ဝိုင်းရိုက်တာမဖြစ်တယ်မခံရတာမိဘကိုချင်းစားအဲဆိုရင်ကျွန်တော်တို့ကဒီဘက်ကရိုက်တဲ့ကောင်မလေးတွေရောဘာကြောင့်ရရလဲဆိုကျွန်တော်တို့ကပြန်တွားကြည့်ဖို့လိုပါတယ်သူတို့လည်းတင်ခံရတဲ့ရေးထားတဲ့ရေးရေးနည်းရတော့တော့ဖတ်ပြလို့မတက်တော့လို့ကျွန်တော်မဖတ်ပြအဲကောင်ကလေဘလူးရှော့လုပ်ပြီးတင်လိုက်တဲ့ဟာကဖတ်ပြလို့မတက်တော့လို့ကျွန်တော်မဖတ်ပြတာဖြစ်ပါ ဒါပေမဲ့အဲ့အဲ့ဒါတင်တာကိုလည်းအဲ့ကောင်ပါလေတူတင်တာမဟုတ်ပါဘူးတူဖုံးကိုဟိုတခြားလူပြောပါယူတင်တာပါဆိုပြီးတော့ post ကပြန်တင်လာကျွန်တော်တွေ့ရပါတယ်။ရောက်တော့ပြန်ပြကျွန်တော်ပို့ပဲလဲလဲပြရမယ်။ကျွန်တော်လည်းဖုံးဆိုရင်ဖုံးတိုင်းကိုကျွန်တော်တို့က password ခံထားကြတာလို့ password မခံမဲနဲ့တော့တော်တော်မတုံးကြဘူး။ဘာပဲအခုခေတ်ကလေးဆို post ဆိုးတွေဖုံးကိုလက်ကမချဘူးနော်။ကျွန်တော် password ကလည်းခံထားကြတယ်။တခြားလူယူတင်လဲဆိုရင်လည်းဖုံးကဒီ password ခံထားတဲ့ password ကိုဖုံးမိပါရမှာလေ။ ဒါကိုတင်လာတဲ့ပုံမှန်မလို့ကျွန်တော်ကတုံးတက်တာနောက်ကျတော့အပြင်ရမှုယောဂါပဲတကားပိပိစစ်တဲ့ပါညာပိုင်းအဲ့ကိစ္စကတော့ကျွန်တော်တို့စုံစမ်းနေပြင်ရမှုယောဂါတကယ်တကားပိပိစစ်လားလားမစစ်လားလားတော့ကျွန်တော်တို့စုံစမ်းလို့မရပါဘူးသူကျွန်တော်တို့စုံစမ်းလို့မရပါဘူးဖြစ်မဲ့လူရှိလို့ဖြစ်သွားတယ်ဒီဖြစ်စဉ်ဖြစ်စဉ်ပေါ်မှာကြည့်လိုက်ရင်တော့အဲတင်လိုက်တဲ့လူကဘာရွေးချက်နဲ့တင်လာလဲကျွန်တော်တို့ကလည်းတုံးတာတော့ဘောနော်ဟိုဖြစ်ပြီးသားလုံးဝတရားဖြစ်ပြီးသား online ပေါ်မှာမပြန်မယ်နဲ့ဒီနေ့ကျမှ online ပေါ်ပြန်လာရည်ရွယ်ချက်ကဘာလို့ဖြစ်စေချင်တာလဲဘာလို့မကျေနပ်တာလဲ ့ကောက်ပါလေးအတွက်မချင်တတ်တာလားတမို့ပညာရေးမှုမချင်တတ်တာလားအကြောင်းကြီးကိုမချင်တတ်တာလားပညာရေးလောကအပေါင်းကြီးကိုဖျက်ဆီးချင်တာလားတမို့နောက်ဆက်ကအဆိုးအလက်ထက်မှာဒီလိုဖြစ်နေပါဆိုနောက်ဆက်ကအဆိုးရောက်ပုံဖျက်ချင်တာလားဆိုကျွန်တော်တို့ကတုံးတက်တုံးတက်ရဒီဖြစ်စဉ်ဖြစ်သွားတဲ့အပေါ်မှာ အားလုံးကတော့တင်လိုက်တဲ့လူရဲ့အပေါ်မှာချိန်ပြီးတော့ပဲအားလုံးကအာရခိုင်ရတဲ့ကမ္ဘာလေးဘက်ကနေဝိုင်းပြီးဟိုပေါက်ကွဲနေကြတော့ကျွန်တော်တို့ကတွေ့ရပါတယ်ဒါလည်းဖြစ်မှာလားလူတဘာဝမလို့ဖြစ်တတ်ပါတယ်ဒါပေမဲ့ဒီဘက်ကတင်ခိုင်ရတဲ့ကမ္ဘာလေးဘက်ကော ဘာကြောင့်မတွေးကြလဲဆိုတော့ကျွန်တော်ကဆိုလိုချင်တာတင်လာပါတမီချင်းကိုရင်းစားလို့ရှိရင် online ပေါ်တင်ခံလိုက်ရတာတော်တော်ဆောဆောဝါးဝါးရင်းပြီးတင်ခံလိုက်ရဆိုတော့ဒီဘက်ကိုလည်းကျွန်တော်တို့ပြန်ပြီးတော့ကိုရင်းစားဖို့လိုတယ်လေအဲကိုရင်းစားတွေးကြည့်ဖို့လိုတယ်ဟိုတချို့ကမတိပဲနဲ့ပြီးတော့ကျွန်တော်တို့ကတော့ဘာတွေတင်လိုက်လို့လဲဆိုတော့ကျွန်တော်တို့ကတိတယ်အဲကျွန်တော်တို့ရှိမှရှိတဲ့ရှိတယ်ကျွန်တော်လက်ခံအဲကျွန်တော်စုံစမ်းထားလို့အော်ရရထားတာလေချိုးရလေးရှိပါတယ်အဲဟိုဖြစ်စရာအမှန်ကိုကျွန်တော်တို့ကဖြစ်ဖို့လိုပါတယ်ဒါတပီးချင်းလည်းကိုရင်းစားပါတယ် ဒီလိုလည်းမဖြစ်တင်တဲ့ဟာပေါ့နော်ကျွန်တော်တို့ဒီရှင်းပြောရရင်တော့အဲကလေးတွေကတိုးတက်လာတဲ့ခေတ်မှာကလေးတွေကဒီ online ပေါ်ဖုန်းနေပေါ်လာတဲ့အချိန်မှာဒီ smartphone တွေကောင်းကောင်းသုံးလာရတဲ့အချိန်မှာအလူငယ်တော်တော်များများဒီဖုန်းတွေဟာချိန်ဖြုံးပြီးတော့ဟိုတချို့ဆိုရင်နော်ဒီဖုန်းကြောင့်ပဲအဲဟိုဒုက္ခရောက်နေလို့ရှိပါတယ်အဲဒါလေးလည်းကျွန်တော်တို့ကစဉ်းစားဖို့ပေါ့လေကျွန်တော်ကျွန်တော်တို့ကတော့ဖြစ်စဉ်တစ်ခုဖြစ်လာတဲ့အပေါ်မှာအဲကျွန်တော်က ခမလာကျွန်တော်ဒီဗီဒီယိုလိုက်တော့ခံစားရတာပေါ့အုပ်စုဝနိုင်ကြဒါပေမဲ့ကျွန်တော်တို့ကဖြစ်စဉ်ကိုလိုက်ရအောင်လိုက်ပြီးမှစုံစမ်းကြည့်ရအချိန်မှာအာဘလူးမှာလည်းကျွန်တော်တို့ကထိခိုက်နေလာလို့ရင်းမရှိဘူးမစမလိုစိတ်မရှိဘူးဗျာနော်နောက်ဖက်စလုံးမင်းသားအေးစေးပဲဖြစ်စေချင်တာအဲ့လိုဖြစ်တဲ့ပုံစံနဲ့ကျွန်တော်တို့ကလိုက်စုံစမ်းတယ်ဟာတစ်ဖက်ကတင်တယ်တစ်ဖက်ကဖြတ်ခိုင်းတယ်မဖြတ်ဘူးအဲ့မှာဒီဖြစ်စဉ်ကဖြစ်သွားတယ်ဖြစ်စဉ်ကဖြစ်သွားတင်တဲ့လူကအဲ့ညာလေးပဲကွက်တင်တဲ့အတွက်အဲဖြစ်စဉ်အဆအဆုံးအားလုံးကဘလူးမှာမတိဘူးဖြစ်နေပါတော့ဒါကြောင့်ကျွန်တော်တို့ကဖြစ်စဉ်တစ်ခုဖြစ်လို့ရှိရင် လက်တော့တော့ခံစားချက်နဲ့မပြောကြပဲနဲ့ဖြစ်စဉ်အစဆုံးကျွန်တော်တို့စုံစမ်းဖို့လိုပါတယ်။နော်ခုနကကျွန်တော်ပြောသလိုရိုက်တဲ့လူလည်းလွန်တယ်တိန်တဲ့လူလည်းလွန်တယ်ဒါနှစ်ဖက်နှုံးနှစ်ဖက်ဖြစ်တဲ့ပြဿနာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကနှုံးနှစ်ဖက်မပြဘူးနော်တင်တာပါဆိုးဆိုးဝါးရေးတင်တာစာလေးတွေကျွန်တော်တို့ဖတ်ပါဘာဒီလိုဖြစ်သွားတဲ့ပုံမှာအဲကျွန်တော်ကတော့ဘယ်ဘက်မှမလိုက်ပဲမြင့်မြတ်တတ်တာဖြစ်စီချင်တဲ့ပုံစံလေးပြောတာပါကျေးဇူးတင်ပါတယ်ဆိုးဆိုးဝါးရေး ဒီတင်တာစာလေးတွေကျွန်တော်တို့ဖတ်ပါဘာကိဒါကတော့ဘာလို့ညုံမြကျုံးသူလေးကိုရိုက်တလေလို့เนาะကိုကြီးတယောက်ကရှင်းပြလာတာပဲဖြစ်ပါတယ်ဆိုတော့ဒီလိုအမှားတစ်ခုကိုကျွန်တော်တို့သုံးသပ်မယ်ဆိုလို့ရှိရင်ပေါ့เนาะကျွန်တော်တို့မြန်မာစကားပုံရှိသလိုပဲเนาะလက်ဝါဆိုတာတစ်ဖက်တည်းလို့မမြင်ပါဘူးနှစ်ဖက်တည်းမှမြည်တယ်ဆိုတဲ့အသိပေးလေးပါဆိုတော့နှစ်ဦးနှစ်ဖက်မှာပေါ့နော်အဲ့လိုမျိုးပြည်နာစာလေးရှိကြတယ်လို့ထင်ပါတယ်ဗျာ။ဘာဖြစ်လို့ရှိရင်ကျွန်တော်တို့ဟာနော် လူတယောက်နော်တယောက်ဒီရံဖြည့်လို့ကျွန်တော်တို့မရပါဘူး။ဘာဖြစ်ဆိုလို့ရှိရင်နှစ်ယောက်စုံပောက်ကွေးမှုတွေလူမျိုးဒေါသတရားတွေနှစ်ယောက်ဆုံဆွေးတဲ့အခါမှာကျွန်တော်တို့နော်နှစ်ယောက်ရေးတိခဲမှုတွေပေါ့အတန်တွေနောက်တော့နှစ်ယောက်ရေးပေါ့နော်ဒေါသတရားတွေကိုရှင်းစင်ပြီးတော့ဟိုကလေးနော်တင်းဒီကလေးတင်းမှနှစ်ယောက်စုံပောက်ကွေးပြီးတော့ရံဖြည့်တဲ့အနေထားသဘောရှိပါလေ။ဆိုတော့ဒီလိုမျိုးဖြစ်လာပြီဆိုကိုကြီးကသုံးသက်တော့တာကတော့ နှစ်ယောက်စလုံးကိုပေါ့နော်သူမလေးအေးအရိုက်နော်ရိုက်လိုက်တဲ့ညီမလေးမလေးပေါ့နော်သူ ਈ ပရမဆုံးသူခံရတာကတော့သူ ਈ ပိုလိုချွန်းတော့ပေါ့နော်သူ ਈ ပုံတွေကိုလုံးပြီးတော့အဲ့လိုမျိုးပေါ့တင်ခေတာပေါ့နော်ဆိုရှယ်မီဒီယာမှာတင်ပြီးတော့လေးပြီးကိုကြီးပြောသလိုဆိုလို့ရှိဒီစာဖဲလို့မဖြစ်တဲ့စာဆိုတော့တော်တော်လေးကိုအဲ့လိုမျိုးပေါ့ရင်းပြတဲ့စာလေးရှိမှာပေါ့နော်ကျွန်တော်ကတော့မသိပါဘူးဆိုတော့အခုကရိုက်ခံရတဲ့ညီမလေးကလေးပေါ့နော် လူတွေကြည့်မယ်ဆိုလို့ရှိရင်သနာစရာလေးကောင်းတယ်နောက်တော့ကိုချင်းစာကြရတယ်နဲ့မိဖားတိုင်းကလေးဟောနော်နောက်ညီမလေးတိုင်းကိုေးနော်အမလေးညီမလေးအဲ့လိုမျိုးပေါ့နော်ကိုချင်းစာပြီးတော့ခံစားကြတဲ့အပေါ်မှာပေါ့နော်ဆိုတော့ဒီဒီအရာတွေကပေါ့နော်နှစ်ယောက်စုံအပြစ်ရှိရမှာဘာဖြစ်စီလို့လဲတရားလို့တယောက်မှာတယောက်တည်းကိုပုံချတော့မရဘူးနှစ်ယောက်လုံးမှာအကျိုးအကြောင်းလေးတွေရှိလို့လေးဒီလိုဆက်ဆက်မှုတွေဖြစ်လာတော့မြင်မိပါလေဗျာဆိုတော့ဒီကိုကြီးပြောတဲ့ဥစ္စာပေါ့နော်အမ် မြုံမြကျုံသူလေးကိုနော်ပေါ့ကိုရိုက်တလေးဆိုတယ်ဒါမြုံမြကျုံသူလေးကိုနော်မြုံမြကျုံသူလေးကိုနော်ဘာလို့ရိုက်တလေးဆိုပြီးတော့လေဒီလိုသုံးသက်လာတဲ့ကိုရေးဗီဒီယိုလေးပေါ့ဗောနော်ကျွန်တော်ရေးပြအများဘယ်လိုမှတ်ရှာပေးရှင်တလေမှတ်ရှာပေးတော်လို့ရပါတယ်ဒီခါကြဒီကျွန်တော်လို့ပေါ့နော်ကိုကမှန်လေလို့ထင်နေတခါလဲမှားနေကြတယ်ဘာဖြစ်လို့ရှိရင်ကျွန်တော်တို့မှာရှိတဲ့ ပြောမှာဆိုပြီးမျက်လုံးတွေမျက်ရှိတွေပေါ့ဗောနော်ဒီဥစ္စာတွေကိုကျွန်တော်တို့မမြင်ရဘူးဗောနော်ခိုင်မျက်နှာခွားတွေမှာဒါပဲဆိုလို့ရှိအခြားလူတွေကမြင်ကြတာဗောနော်ဒီလိုသဘောပါပဲเนาะကျွန်တော်တို့ဒီကိစ္စတွေကိုအကုန်လုံးเนาะအကုန်လုံးအမှန်ကန်မသိမြင်ရတာပဲဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ဗောနော်အခုစလုံးမှာပေါ့နော်ဒီလိုအပြည့်နာစာလေးရှိတဲ့အကြောင်းလေးပဲဖြစ်ပါလေဗျာအဲဗီဒီယိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီခါမြားလေးအကုန်လုံးတီးပြီးသားဖြစ်ပါလေရှိမှလည်းအများကြီးကျွန်တော်တင်ထားတဲ့အားလေးရှိပါရနော် ယောက်တစ်မျိုးစီပေါ့နော်တယောက်တစ်မျိုးဒီလိုအကြုံပြချက်လေးတွေပါအများကြီးရှိခဲ့ကြတာပေါ့နော်ဆိုတော့ဖြစ်လာပြီဆိုတော့ကျွန်တော်တို့อืมဘာလို့ရမလဲကျွန်တော်တို့ဖြစ်လာတာကိုမဖြစ်ဘူးရောကျွန်တော်တို့လုံးမရဖြစ်တော့တဲ့ဥစ္စာကိုအကောင်းဆုံးเนาะအချို့အကြောင်းလေးတော့နှစ်ယောက်စုံเนาะအနာကက်ရှိပါသေးတယ်เนาะဒီလောက်ဒီအသက်ယူနေဒီလောက်နဲ့ဘောဟာဆုံချုံပြည့်စီလို့မတော်နိုင်သေးပါဘူးလူတဲ့လူတဲ့မှာပြည့်နေစာရှိတဲ့လူတွေကြီးပဲအမှားတရားနဲ့မကင်းတဲ့ဒီပုရုဇာပေါ့เนาะအဲကြောင့်နှစ်ဦးနှစ်ဦးစလုံးမှာပေါ့เนาะ ဒီလိုပြည့်နာစာရှိတဲ့ဟာလေးကိုပေါ့နော်အဲအဲ့လိုမျိုးတက်တရာတက်တကြုံနှစ်ယောက်စုံပေါ့နော်အကျိုးကြုံနဲ့ရှောက်ရှင်ပြီးတော့ပေါ့နော်အဲ့လိုမျိုးနေထိုင်တော့ကြပါပေါ့နော်နာခဲ့လှလှလေးကိုဖန်တီးနိုင်ကြပါစေဗျာကေဆိုတော့ကျွန်တော်ပေါ့နော်음အလုတ်သမောက်ခွင့်အရေးမရှိတဲ့နိုင်ငံဆိုပြီးတော့မျှော်လာတဲ့ဗီဒီယိုတစ်ပုဒ်ကိုကျွန်တော်တို့နင်းနင်းနားထောင်ကြည့်ရမှာဖြစ်ပါတယ်ဗျာအာရကိုကြီးအမှန်နေပြောပါနဲ့နော်အိုမန်သွားတဲ့နေခဲ့တော်တော်များများ အခက်ခဲတွေကြုံနေတချို့တဲ့အသက်အနေရတွေနဲ့တော့ကြုံနေရတယ်ဆိုအမှန်နေမပြောနဲ့ဘာလို့လဲသိလားနော်တာဝန်ယူမှုတာဝန်ခံအပြည့်မရှိတဲ့ agency ပွဲစားတွေကြောင့်ဘာလို့ဆိုတော့နိုင်ငံသားကိုပွဲစားတွေပို့လို့ပို့ရောက်လာတာ agency တွေပို့လို့ရောက်လာတာအမှန်နဲ့ဒါပေမဲ့နော်ဒီရောက်လို့ရှိရင်ဘာတာဝန်ယူမှုတာဝန်ခံမှုမှမရှိဘူးတချို့ agency တွေနော်ဥမန်လာတဲ့နော်လားဖြက်သူတို့ကို3လားဖြက်2လားဖြက်4လားဖြက်ကြေတော့ဆိုရင်လည်းဘလော့သွားကြတဲ့ agency တွေအများကြီးတာဝန်မယူပေးခြင်း ကိုတွေကလည်းအိုမန်နိုင်ငံကြောင့်ဘာမှမသိဘူးအိုမန်ကတတိယအကြောင်းဘာမှမသိနောက်သူတို့ကို agency ဆိုတော့သူတို့မျက်နှာတစ်ခုပဲကြည့်ဩကုမြန်မာအချင်းချင်းဆိုတော့အတင်းမှာအဲ့ဒီမျက်နှာကိုကြည့်ပြီးလာခဲ့တာဒီရောက်တော့ဖြစ်တဲ့ပြဿနာလေးတွေပြောပြတယ်နောက်ပြောပြပြောပြတဲ့အဆင့်ထိတောင်မရောက်ပါဘူးနော်ဘာမှမလုပ်ဘူးလာစားမရလည်းခံတတိယ safe မရှိလို့လက်ပါလည်းခံနော်ဒီနိုင်ငံမှာအခုဒီတလာလေးနဲ့တေသွားတော့၃ရောက်တေတယ် ပထမတက်ရဗီဒီယိုပြီးပြီးသေးတယ်။နောက်တက်ရစေးုံတက်လို့သေးတယ်။ဘာရောဘာဖြစ်လို့ပြင်မယ်မသိဘူး။အခုနောက်တက်ရနော်အယမ်းပူတယ်နော်အယမ်းပူတဲ့အိုမန်နိုင်ငံကိုဒုနိုင်ငံမှာတကူးကစုံတွေပူတယ်ဆိုတော့ဒီနိုင်ငံအိတ်နေတာတော့ရှိတယ်။တကားဝအိမ်တကားဝတကမာကြီးဖွင့်လာတယ်မျက်နှာမီးစမ်းနဲ့ထိုးရတယ်ဟင်းဟင်းဟင်းတက်နော်အယမ်းပူတယ်အဲ့ဒါကိုကာကဲပြဆေးသွားတော့တာနော်အုံနောက်သူကြပြည့်တေသွားတယ်နော်တေလို့သူများနိုင်ငံလို့ အင်းထဲမှာလုံနေရတဲ့လူမျိုးလို့နော်အလုတ်အတွင်းမှာအသက်ဆုံးရှုံးသွားလို့နော်အသက်အာမခံရရှိတာနော်အပြောရမိုးခြင်းတယ်တိတ်ဘာမျိုးလေးနဲ့မရဘူးနော်သူတို့ပြဿနာလုပ်ပြီးပြန်မရှာကံကံတိတ်နော်အဲ့တော့ကိုပါကိုကိုအုံးလုံးနဲ့ကိုလာကြနော်နိုင်နိုင်ကိုကြီးပြောပြီးအရန်ကျေးဇူးတင်အဲ့လိုမျိုးလေ celebrity တွေတယောက်တယောက်ယောက်ကအဲ့လိုမျိုး သတိထားပြီးအလေးနဲ့ထားပြီးပြောပြတဲ့အရင်ကျေးဇူးတင်တယ်ဒီမှာကိုယ်ပြောပြမရှိဘူးကျန်တော့အိုမန်နိုင်ငံမှာတလတ်အတွင်း3ယောက်เนาะတေးဆိုပြီးတော့မျက်ဝေလာတဲ့ဗီဒီယိုတစ်ပုဒ်ပေါ့နော်အိုမန်နိုင်ငံအရန်ပူလို့ပြောပါလေဗျာအာเนาะအဲကြောင့်အလုတ်သမောက်ခွင့်ရမရှိတဲ့နိုင်ငံပေါ့နော်ရှားနေရာတွေကလည်းเนาะမြန်မာနိုင်ငံကဆိုးတဲ့နေရာလေးအများကြီးရှိပါသေးတယ်နောက်ရှိုးဆိုလို့ရှိရင်ကိုယ့်နိုင်ငံကထွက်ပြီးတော့ပေါ့နော်ရှိုးနေရာကိုတော့ကြတယ် နော်စီပေါ်ရှာကြတယ်လူတွေကတော့ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်တေော်မကောင်းသူကောင်းမဖြစ်ဆိုသလိုပေါ့နော်ဒါပေမဲ့ရှုနေရကလည်းသူကောင်းမဖြစ်တဲ့ဟာလေးရှိပါရဲ့ပေါ့နော်နော်ဘလောက်ပဲပြောင်းမိမယ်လေးပဲအာမင်းရပေးရရအစင်မပြကြဘူးခဲခဲဒုက္ခတရားနဲ့ကြုံဆုံကြတယ်ဒါတော့မြန်မာနိုင်ငံသားမဟုတ်ဘူးနိုင်ငံတကာမှာရှိကြတယ်ပေါ့ဒီလိုခဲခဲတရားကိုရင်ဆိုင်နေရတဲ့သူတွေပါပဲဆိုတော့အလုံးသမအခွင့်အရေးမရှိတဲ့နိုင်ငံအိုမန်နိုင်ငံတို့မျှဝေလာတဲ့ဗီဒီယိုလေးတစ်ပုဒ်ဖြစ်ပါတယ်ဒီဗီဒီယိုပုံမှာလည်းကျွန်တော်ရေးပြပါမြတ် ဘလို့မက်ရှာပစ်ချင်တယ်မက်ရှာပေးတော့လို့ရပါတယ်။ကဲဒီနေ့ကတော့ဒီလောက်ပဲဖြစ်ပါတယ်။နောက်အသေးဆက်လာမယ့်ဗီဒီယိုများမှလည်းပြန်လည်ဆုံစစ်ဖို့ကျွန်တော်ပြီတော့မြောက်ကိုဖိတ်ခေါ်လိုက်ရပါတယ်ဗျာ။အားလုံးကျေးမှချမ်းသာကြပါစေ။